အားလုံးမင်္ဂလာပါခုတင်ကစားမှာကျွန်တော်တို့ဒီဘာလုပ်ကြမလဲဆိုတော့ master layout တခုကျွန်တော်ဖန်တီးရအောင်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ create လုပ်မယ်ဆိုလို့ရှိရင်လေဒီအတွင်းနဲ့ဒီအောက်ဒီရဲ့ cat body အတွင်းမှာအတွင်းမှာပဲကျွန်တော်တို့ကအာ design ကိုပြောင်းပါမယ်ပေါ့နော် design ကိုပြောင်းပါအဲ့တော့အာကျန်တဲ့ဟာကြီးကအခွန်ကြီးရပြားဟိုမလိုအပ်ဘဲနဲ့ code တွေထပ်ထပ်ပြီးရေးနေရအဲ့လိုမျိုးမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ master layout အာပြောင်းမယ်ပေါ့နော် โอเคအဲ့တော့ resources တွေက GS တွေက pages တွေမှာကျွန်တော်က COM sorry COM BO အရင် component တခုဖန်တီးလိုက်မယ် folder လေးတခုပြီးအဲထဲမှာ၄ရောက်တော့ GSX define ဖန်တီးမယ် IF oh sorry IFC နဲ့ okay ပြီးရင်ကျွန်တော်တို့ဒီ text တွေက index ကဟာတွေကိုကျွန်တော်ဒီ div တခုလုံးကျွန်တော် copy တစ်ချက်ကူးလိုက်မယ်ကျွန်တော်၄ရောက်မှာသွားပြီးတော့ အာ page လုံးပဲပေါ့နော် okay ဒီ fragment တွေမှာလာပြီးတော့ ram ပဲအဲ့တော့အဲ့ဒီမှာဗာလဲဆိုတော့အာပြောင်းလဲသွားတဲ့ဟာတွေကဒီ link tag ရဲ့ table ရဲ့ဒီဟာတွေပဲပြောင်းလဲပါဗျာလာအဲ့တော့ဒီကောင်ကြီးကို wrap လုပ်ပြီးတော့လာတော့မှာကျွန်တော်ထိတ်မှာဒါ child child ian children ဒီဒီမှာ children တွေကို render လာပြီးတော့အာလုပ်လိုက်ပါဒါဆိုရင်ဒီမှာ child ၄ယောက်ကို wrap လုပ်ပြီးတော့တုံးလို့အာရပြီရပြီဆိုတော့ကျွန်တော်ဒီ link ရဲ့ အာတီပဲရဲ့နှစ်ခုကိုကျွန်တော်ကအာ control sorry command x ပေါ့နော် control x okay ဒါနဲ့ဖြတ်ထားလိုက်မယ်ပြီးဒီကောင်လေးအကုန်လုံးကျွန်တော်ဖြတ်လိုက်တော့မယ် copy ကူးထားရအောင်နော်ကျွန်တော်ခုနအဲ့တော့ဒီမှာ fragment fragment မဟုတ်ဘူးဒီဒီဟာပါကိုသုံးပါဦးဆို ly ly o လေးယောက်ကိုကျွန်တော်သုံးမယ်ဒီလေးယောက်ကြားထဲမှာဒါတွေ paste လုပ်လိုက်မယ်ဒါဆိုရင်အာရပြီအဲ့တော့တစ်ချက်ကြည့်ကြည့်အောင် ဒီမှာလာပြီးကြည့်လို့ရှင် reload တစ်ချက်လုပ်ကြည့်လိုက်မယ်ဒီပုံစံတိုင်းပဲကျွန်တော်တို့အာမြင်နေရတယ်ဒါဆိုရင်အဆင်ပြေပြီပေါ့နော်အဲ့လိုပဲ create မှာလည်းအာလေးယောက်ကို wrap လာပြီးတော့လုပ်မယ် okay okay create တစ်ချက်ကြည့်ကြည့်အောင် create နေလိုက်မယ် and ဒါဆိုလို့လား text manager ပါညာပေါ်လာပြီဒီကြားထဲမှာပဲလာပြီးတော့အာ run သွားတယ်ပေါ့နော် okay အဲ့တော့ဒီမှာကျွန်တော်အာ link လေးတစ်ခုအရင်ဖန်တီးလိုက်မယ် link မှာဒါ back ပေါ့နော် tag နဲ့ဒါ clash pdn pdn dash tag ပြီးအောက်မှာကျွန်တော် div နဲ့ sorry dialog မဟုတ် div နဲ့ class name မှာ md dash 4လောက်ကျွန်တော်ပြောလိုက်မယ်ပြီး input type text နဲ့ဒါ form ဟို text ရဲ့ name ကိုတောင်းမှာပေါ့နော် name မပေးတော့ဘူး class name နဲ့ pdn pdn dash blog pg dash sco1 da sec1dy secondary နဲ့ okay place holder မှာ enter a name နော် okay တခြားကြည့်ကြည့်အောင်အဲဒီပုံစံတိုင်းကျွန်တော်မြင်ရမယ်ဒီကောင်လေးက class id ဖြစ်နေတယ် class name ဖြစ်ရမယ် okay ပြီးရင်အောက်ဆုံးမှာအာ button တစ်ခုကျွန်တော်ယူလိုက်တယ် class btn btn dash primary ပုံစံနဲ့ပြလိုက်တယ် md dash 2လောက်ပြောလိုက်မှာဒါ create လုပ်မယ်အကောင်ပေါ့နော် အဲဒီလိုမျိုးကျွန်တော်မြင်ရတယ်အဲ့တော့ဒီမှာစာရေးပြီးတော့ဒီမှာ create လုပ်လိုက်ပြီဆိုရင် database တွေကိုဝင်သွားရမယ်ပေါ့နော် okay အဲ့တော့ဒီ၄ယောက်နဲ့အခုဒီခုတင်ကန်းလာပဲတင်ကန်းလာပါတော့၄ယောက်နဲ့ဒီဟိုဟာအာ၄ယောက်အပိုင်းလေးနဲ့ဒီ found လေးကျွန်တော်ဆွဲသွားတာပေါ့နော် link မှာကျွန်တော် href မှာဘယ်လိုသွားလဲဆိုတော့ select အာကျွန်တော် write text okay text row ကိုကျွန်တော်သွားမယ်အဲ့တော့တစ်ချက် range လိုက်မယ်နောက်ဆုံး text row ကိုသွားတယ် okay ဒီပုံစံတိုင်းလေးပေါ့နော် ဒါဆိုရင်ရပြီရပြီဆိုကျွန်တော်နောက်ထပ်သင်ခန်းစာတစ်ခုရောက်မှာအာစတိုးလောက်ရအောင်ဗောနော်အားလုံးကျေးဇူးပါ